بسم الله الرحمن الرحيم نحمده ونصلي على رسوله الكريم اما بعد ليزا ات تنا توكا شين تروزين باوندو خميا جنو لونگے دے نيت تچو اين گا نبي تمندوري نے پتبي تبا چين سي يے اچاں گو اچے توين تمندو ادم علی اسلام گا نے اسا پيو بيرو تيم جا کھيرا نبي تمندو باو 15 با ٹھي ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီနဗီတမန်တော်ရဲ့အကြောင်းတင်ပြထားတဲ့အစီအစဉ်ကို လူကြီးတွေကအထူးသဖြင့်ခလေးတွေလည်းပဲနားထောင်နှိမ့်ချိုက်ကြတယ်ဆိုတာကိုသိရတဲ့အတွက်အင်တမကိုပဲဝမ်းသာပီတီဖြစ်ရပါတယ်။အခုကျွန်တော်တင်ပြဖို့ခြံနေတဲ့နဗီတမန်တော်တွေကနေပြီးတော့တပါဖြစ်တဲ့တမန်တော်အီဆာလေးစတမ်ရဲ့အကြောင်းကိုအင်ရှာလာအခုအစီအစဉ်မှာဆက်လက်ပြီးတော့တင်ပြသွားမှာ ဖြစ်ပါတယ်။ တမန်တော်အီဆာအလိုင်စလမ်ရဲ့အကြောင်းကိုတင်ပြတဲ့အခါမှာဥစွာ တမန်တော်အီဆာအလိုင်စလမ်ရဲ့မိခင်ကြီးဖြစ်တဲ့မရီယမ် အလိုင်ဟဆလမ်တခင်မကြီးရဲ့အကြောင်းကနေပြီးတော့စပြီးတော့တင်ပြရမှာဖြစ်ပါတယ်။ကျမ်းတော်မြတ်ကုရ်အန်ဆူရာအာလီအီမရန်အာယတ်နံပါတ်33မှာအလရှိမြတ်ကအမိရှိတဲ့အင်နလာဟစတဖာအာဒမ်ဝနူဟွန်ဝအာလအီဘရာဟီမဝအာလအီမရန်အလလ်အာလမီန် အမန်စင်စီအလရှိမြာဟာတမန်တော်အာဒမ်အလိုင်အစ္စလာမ်တမန်တော်နူအလိုင်အစ္စလာမ်တမန်တော်အီဗရာဟင်အလိုင်အစ္စလာမ်တို့ရဲ့အဆက်အနွယ်နဲ့အင်မရန်အလိုင်ဟစ်ဆလာမ်ရဲ့အဆက်အနွယ်တို့ကို အလရှင်ဆက်ကြဝလာအားလုံးအပေါ်မှာရွေးချယ်တော်မူခဲ့တယ်ဆိုပြီးတော့အလရှင်အမိန့်ရှိထားပါတယ်အဲ့ဒီအာယတ်မှာပါတယ်အင်မရန်ဆိုတဲ့ပုဂ္ဂိုလ်ဟာ မရီယမ်တခင်မကြီးရဲ့ ဖခင်အစ်မရန်ဘင်မာသန်စကိုဂျင်းညွန်ကြောင့်တသစ်ပညာရှင်တွေကတင်ပြထားပါတယ်။ဒီနေရာမှာဗဟုသုတအနေနဲ့ပြောပြရရင်တမန်တော်မူဆာအလိစလမ်တမန်တော်ဟာရွန်းအလိစလမ်တို့ရဲ့ဖခင်ကြီးရဲ့နာမည်ဟာလည်းပဲအစ်မရန်ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတသစ်ပညာရှင်တွေဟာဒီအာယတ်မှာပါတဲ့ इमरान ဆိုတဲ့နာမည်ဟာမူဆာအလိုင်စလမ်ဟာရွန်အလိုင်စလမ်တို့ရဲ့ဖခင်ကိုယဉ်ညွတ်တာမဟုတ်ဘူးဒါဟာမရီယမ်သခင်မကြီးရဲ့ဖခင်ကိုယဉ်ညွတ်တာထင်ရှားတယ်ဆိုပြီးတော့တင်ပြထားပါတယ်။ဘာကြောင့်လဲဆိုရင်ဒီအာယတ်ကအရှိန်မှာအလ္လာရှင်မြတ်ဟာမရီယမ်သခင်မကြီးရဲ့ဖွားမြင်တော်မူခြင်းအကြောင်းတွေကိုဆက်လက်ပြီးတော့အမိန့်ရှိထားလို့ပဲဖြစ်ပါတယ်။မရီယမ်သခင်မကြီးရဲ့ဖခင်အင်မရန်အလိုင်စလမ်နဲ့မိခင်တို့ဟာ ိမ်တော်သက်နှစ်ပေါင်းများစွာ ကြာမြင့်လာပြီမဲ့လည်းပဲသာသမီယရနာမထွန်းကားခဲ့ကြဘူးတရက်ပါဖြစ်လေဆိုတော့မရီယမ်သခင်မကြီးရဲ့မိခင်ဟာအပြင်မှာငှက်မတကောင်ကိုတွေ့တယ်ငှက်မကြီးတကောင်ကိုတွေ့တယ်အဲ့ဒီငှက်မကြီးကသူ့ရဲ့ငှက်သားလေးတွေငှက်ကလေးလေးတွေကိုနှုတ်သီးချင်းနှုတ်သီးချင်းထိတွေ့ပြီးတော့မုတ်ခွန်ပေးနေတယ်အဲ့ဒီမြင်ကွင်းကိုမြင်တော့ မရီယမ်တခင်မကြီးရဲ့မိခင်ဟာစိတ်ထဲမှာတော်တော်ကိုမှ သာသမီလူချင်းစိတ်ပြင်းပြင်းပြပြဖြစ်တယ်ဖြစ်ပြီးတော့အလိုက်ရထန်တော်ပါမှာဒီလိုလျှောက်ထားတယ်ရလာအလရှင်မြတ်ကျမကို သာသမီချစ်မြတ်တော်မူပါအကယ်၍အရှင်မြတ်သားကျမကိုသာသမီပေးလိုက်မယ်ဆိုရင် ကျမအဲ့ဒီခလေးကိုဒီဘိုက်တုလ်မဂဒစ်ကျောင်းတော်ကြီးရဲ့ ဝကြီးဝင်ငယ်တွေလှုပ်ဖို့ဒီကျောင်းတော်ကြီးရဲ့တောင်းဝတရားတွေကိုထမ်းရွက်ဆောင်ရွက်ဖို့အတွက်ကျွန်မဝက်ကဖ်လုပ်ပါမယ်အဲ့ဒီလိုမျိုးအလိုက်ထံတော်ပါမှာရှောက်ထားပြီးနဇာကူးလိုက်ပါတယ်ပြည်နာရှင်တွေကရေးသားတင်ပြတယ်ဒီတော့အဲ့ဒီလိုနဇာကူးလိုက်တဲ့အခါမှာပဲဂျပန်မှာဒီအမျိုးသမီးတွေရဲ့လာစဉ်လာနေကြဓမ္မတာစပြီးတော့လာလိုက်တယ်အဲ့ဒီလိုနဲ့အဲ့ဒီဓမ္မတာကနေပြန်တန့်သွားတော့မိမိရဲ့ခင်ပွန်းတဲ့နဲ့ အတူနေလိုက်တယ်။အဲ့ဒီအတူနေခြင်းမှာချက်ချင်းပဲတမ်းပြီးတော့ကိုဝင်ရသွားတယ်။ဒီလိုနဲ့အဲ့ဒီကိုဝင်ဖွားမြင်လာတဲ့အခါမှာမွေးဖွားလိုက်တဲ့ခလီလီဟာတမီးလေးတယောက်ဖြစ်နေတယ်။အဲ့ဒီအခါမရီယမ်သခင်မရဲ့မိခင်ကြီးကအလတ်ထံတော်ပါမှာတီလို့လျှောက်ထားတယ်။ကောလတ်ရော့ဘီအင်းနီဝါဒါတူဟာအွန်သာအိုကျမရဲ့ဖန်ဆင်းမွေးမြူတော်မူသောအရှင် အမှန်စင်စစ်မှာတော့ကျမဟာ တမိမိန်ကလေးကိုဖွားမြင်လိုက်ပါတယ်ကျမ်းမြတ်ကုရ်အန်မှာ အလ္လာဟ်ရှင်အမိန့်ရှိတယ်ဝလာဟူအာလမ်မူဘီမာဝဒူအတ်ဝလိုင်ဆဒ်ဇကာရူကလ်အွန်သာဒီတော့အလ္လာဟ်ရှင်မြတ်ဟာဒီသူမဘာကိုဖွားမြင်လိုက်လဲဆိုတာကိုအလ္လာပူပြီးတော့တည်တဲ့အရှင်ဖြစ်တယ်ဝလိုင်ဆဒ်ဇကာရူကလ်အွန်သာဒီတိုင်းပဲသားယောက်ျားလေးဆိုတာတမိမိန်ကလေးကဲသူ မဟုတ်ဘူးဒီတော့ဘာကြောင့်မရီယမ်သခင်မကြီးရဲ့မိခင်ကအလတ်စီမှာဒီလိုရှောက်ထားရလဲဆိုတော့မရီယမ်သခင်မကြီးရဲ့မိခင်လိုတာကလူကျင်နာကတားယောက်ျားလေးကိုပူပြီးတော့လူကျင်နာအဲ့ဒီတော့မှမိမိနဇာကူးထားတဲ့အတိုင်းမိမိခလီကိုဘိတ်တူလ်မက်ဒစ်ကျောင်းဒီကျောင်းကြီးအတွက်သွားပြီးတော့ဟို work ဖယ်လုပ်လို့ရမယ်သွားပြီးတော့ပေးအပ်လိုက်လို့ရမယ်အဲအခုကတမီးမင်းကြီးကြတော့မိမိကူးထားတဲ့နဇာတကူပြေဝအောင် ဆောင်ရနိုင်ဖို့အခုအခက်တွေ့ပြီး ။သို့ပေမဲ့လည်းပဲအရာအလုံးကို အလရှင်အတိဆုံးဖြစ်တဲ့အလရှင်မြတ်ဟာတမိမိန်ကလေးပေးလိုက်ပေမဲ့လည်းပဲအဲ့ဒီတမိမိန်ကလေးကနေအင်တန်ကြီးမားတဲ့နဗီတမန်တော်ကြီးကိုပေါ်ထွန်းစေဖို့ဖွားမြင်စေဖို့အကြောင်းက အလဘကတတ်မှတ်ထားလို့ပဲဖြစ်တဲ့အဲ့ဒီလိုနဲ့တဆက်ထဲမှာပဲမရီယမ်တခင်မကြီးရဲ့မိခင်ကအလတ်စီမှာရှောက်ထားတဲ့ဝိုင်နီဆမ်မိုက်တူဟာမရီယမ်မာ ဒီတော့ကျမဟာဒီကလေးရဲ့နာမည်ကိုမရီယမ်ဆိုပြီးတော့ကျမထားပါတယ်ဝအင်နီဦးအီဇူဟာဘီကာဝဒူရီယတာဟာမင်အရှိုင်တန်ရဝဂျင်ကျမဟာဒီကလေးနဲ့ပတ်သက်ပြီးကိုဒီတိုင်းပဲဒီကလေးရဲ့အဲတာဒမီရီနဲ့ပတ်သက်ပြီးရောနှင်းထုတ်ချင်းခံရတဲ့ရှိုက်တန်ကနှောက်ရှက်မှုကနေပြီးတော့လွတ်မြောက်ဖို့အရှင်မြတ်ထံခိုးလုံပါတယ်ဆိုပြီးတော့အဲ့ဒီလိုအလိုက်ထံတော့ပါမှာရှောက်ထားတောင်းခံပါတယ် အခုမရီယမ်သခင်မကို ဖွားမြင်လာတဲ့အချိန်မှာမရီယမ်သခင်မရဲ့ဖခင်ဖြစ်တဲ့အင်မရန်အလัยဟစ်ဆလမ်ဟာကိုယ်လုံးသွားရှာပြီးဖြစ်တဲ့မရီယမ်သခင်မကို မဖွားမြင်ခင်ကလေးကဖခင်ဟာကိုယ်လုံးခဲ့ပြီးဖြစ်ပါတယ်မရီယမ်သခင်မကြီးရဲ့ဖခင်အင်မရန်အလัยဟစ်ဆလမ်ဟာ မစီဒီအက္ဆာရဲ့ရှေ့ဆောင်အီမမ်ကြီးတယောက်လည်းဖြစ်ခဲ့တယ်လို့အရိဒေတာရဲ့အင်တန်ကြီးညိုလေးစားခြင်းခံရတဲ့ ကောင်းဆောင်ကြီးတယောက်လည်းပဲဖြစ်ခဲ့တယ်။ဒီတော့အရိဒေတာမှာရှိတဲ့သူတွေဟာမိမိတို့ကောင်းဆောင်ရဲ့သမီးဖြစ်တဲ့မရိယမ်သခင်မကိုဖွားမင်ပြီးတဲ့နောက်ပိုင်းမှာဒီကလေးလေးကို တောင်းဝန်ယူထိမ့်သိမ့်ပေးဖို့အတွက်စောင့်ရှောက်ပေးဖို့အတွက်အင်တမကိုပဲအပြိုင်ဆိုင်ဆန္ဒတွေရှိနေကြတယ်။အဲဒီဆန္ဒရှိတဲ့သူတွေထဲမှာဘယ်သူလဲပဲပါလဲဆိုရင်အဲဒီအချိန်ခါရဲ့နဗီတမန်တော်ကြီးဖြစ်တဲ့ တမန်တော်ဇကရီးယားအလိုင်ဆလမ်လည်းပဲအပါဝင်ဖြစ်တဲ့တမန်တော်ဇကရီးယားအလိုင်ဆလမ်ဟာမရီယမ်တခင်မရဲ့မိခင်ဘက်ကနေပြီးတော့တော်ဆက်တဲ့အတော်ဖြစ်တဲ့သူရဲ့ခင်ပွန်းလည်းပဲဖြစ်တဲ့ဒီတော့တမန်တော်ဇကရီးယားအလိုင်ဆလမ်ကလည်းပဲဒီခလင်း မာလီဖြစ်တဲ့မာရီယမ်ကိုထိမ့်သိမ့်ဆောက်ရှောက်ခြင်းသလိုနောက်ထပ်လည်းပဲအများကြီးအများကြီးသောသူတွေဟာမာရီယမ်သခင်မကိုထိမ့်သိမ့်ဆောက်ရှောက်ခြင်းနဲ့အတွက်လာရောက်အပြိုင်ဆိုင်ကန့်လန့်တောင်းဆိုနေကြတယ်။အဒီလို တောင်းဆိုနေသူတွေများတဲ့အပေါ်မှာ နောက်ဆုံးမှာဒါကိုမဲနိုင်ပြီးတော့ဆုံးဖြတ်ဖို့အတွက်ဆိုပြီးတော့အဒီလိုစီစဉ်လိုက်ကြတယ်။ ဒီချောင်းရာကိုကျွန်တော်မြတ်ကုရ်အန်ဆူရာအာလီအင်မရန်အာယတ်နံပါတ်54မှာလေအလ္လာရှင်မြတ်ဟာအမိန့်ရှိထားပါတယ်ဒီတော့တက်ဆီရီအီဗနီကဆီရီချမ်းမှာဒါနဲ့ပတ်သက်ပြီးဘလို့ပုံစံမျိုးဒီခလေးအုတ်ထင်းခွင်ကိုအဲရရှိဖို့အတွက်ဆုံးဖြတ်ခဲ့ကြလဲဆိုတာကိုအကျေတဝင့်ရေးသားတင်ပြထားတယ်ဘလို့လို့လဲဆိုတော့အဲ့ဒီမှာဒီဒီခလေးမရီယမ်တခင်မကို အုတ်ထင်းခြင်းတဲ့သူတွေအားလုံးဟာ ကိုစီကိုစီ ကလောင်တန်နီးတွေကိုယူလာကြတယ်ကုကလောင်တန်မှာကုအမှတ်သားကိုစီကိုစီလှုပ်ထားကြတယ်အဲ့ဒီလိုနဲ့အရွယ်မရောက်သေးတဲ့ခလီငယ်လေးတယောက်ကိုအဲ့ဒီကလောင်တန်နေအားလုံးလေးရမှကလောင်တန်တစ်ခုကိုသူ့ကိုနှိုက်ရွေးခိုင်းတယ်အဲ့ဒီလိုနဲ့အဲ့ဒီခလီကနှိုက်ရွေးလိုက်တဲ့ကလောင်တန်ဟာဘသူကလောင်တန်ဖြစ်နေလဲဆိုတော့တမန်တော်ဇကရီးယအလိုင်စလမ်ရဲ့ကလောင်တန်ဖြစ်နေတယ်အဲ့ဒီလိုနဲ့အားလုံးက အာဒါနဲ့မတော်သေးဘူးနောက်ထပ်တစ်ကြိမ်ထပ်ပြီးတော့စမ်းကြည့်ပါအောင်နောက်တစ်ကြိမ်ထပ်ပြီးတော့ဒီလိုပြန်ပြီးတော့လုပ်ပါအောင်အဲ့ဒီလိုတောင်းဆိုတဲ့အခါကျတော့နောက်တစ်ကြိမ်ဒီလို စီစဉ်လိုက်တဲ့အခုကလောင်တန်နေအားလုံးကိုရှည်တဲ့သွားပြီးတော့အနီးနားမှာရှိတဲ့ချောင်းတစ်ခုမှသွားပြီးတော့မျောမယ်ဒီတော့ချောင်းရဲ့ရေစီးချောင်းကစီးနေမယ်ဒီတော့အဲ့ဒီရေစီးချောင်းအတိုင်းမမျိုးသွားပဲနဲ့ပြန်ပြီးတော့စံတက်လာတဲ့ ချောင်းရဲ့ရေစီးချောင်းနဲ့စန့်ကျင်ဘက်ကိုစံတက်လာတဲ့ကလောင်တန်ပိုင်ရှင်ကဒီကလေးကိုအုတ်ထင်းခွင့်ရမယ်ဆိုပြီးတော့အဲ့ဒီလိုတတ်မှတ်လိုက်တယ်။အဲ့ဒီလိုနဲ့ဒီကလောင်တန်နေအားလုံးကိုချောင်းရဲ့ထဲမှာသွားပြီးမျောတယ်။မျောတဲ့အခါမှာကလောင်တန်နေအားလုံးကချောင်းရဲ့ရေစီးချောင်းအတိုင်း တော့ရေစုံမျောသွားပြီမဲကလောင်တန်တချောင်းကတော့မမျောဘဲနဲ့ရေစံပြန်ပြီးတော့ရေစီးနဲ့ဆန့်ကျင်ဘက်ပြန်ပြီးတက်လာတယ်ဒီတော့အဲ့ဒီကလောင်တန်ဘလုဘသူကလောင်တန်လဲဆိုပြီးကြည်လိုက်တော့လဲပဲတမန်တော်ဇကရီးယားအလိုင်စလမ်ရဲ့ကလောင်တန်ဖြစ်နေတယ်အဲ့ဒီခါမှလဲပဲလူတွေကဟာမဟုတ်သေးဘူးထပ်ပြီးတော့နောက်တစ်ခေါက်လောက်ထပ်ပြီးဆန်းကြည့်ပါဦးထတ်တောင်းဆိုတော့တော့အခုကောင်းပြီဒီလိုလုပ်မယ်ကလောင်တန်နေအားလုံးကိုတော့ချောင်းထဲကရေမှမျောမယ်မျောတဲ့အခါမှာ เนาะဒီချောင်းရေစီးအတိုင်းစီးသွားတဲ့เนาะချောင်းရဲ့ရေစီးအတိုင်းချောင်းရေဘလို့စီးနေလဲအဲ့ဒီရေစီးချောင်းအတိုင်းမျိုးွားတဲ့ကလုံတန်ပိုင်ရှင်ကเนาะခလေးကိုအုတ်ထင်းခွင့်ရမယ်ဆိုပြီးအဲ့ဒီလိုတတ်မှတ်လိုက်အဲ့ဒီလိုနဲ့ကလုံတန်နေအားလုံးကိုရေထဲကိုပြန်ထည့်တယ်ချောင်းထဲမှာပြန်ထည့်တယ်ထည့်တဲ့အခါမှာအင်တမောက်ကိုပဲထူချစမ်းကြဲစွာ နော်ကလောင်တနေအကုံလုံးကရေစီးတိုင်းမစည်းပဲနဲ့ဆက်ကျင်ဘက်ရေစံပြန်ပြီးတော့တက်လာပြီးတော့ကလောင်တစ်ချောင်းတည်းကရေစီးအတိုင်းစီးသွားတယ်အဲ့ဒီကလောင်ပိုင်ရှင်ကလည်းပဲဘသူဖြစ်နေလဲတမန်တော်ဇကရိယာအလိုက်စလမ်ပဲဖြစ်နေတယ်နောက်ဆုံးတော့ဒါဟာအလရှင်မြတ်ဘက်ကဆုံးဖြတ်ချက်ပဲဆိုပြီးဘသူမှဘာမှမတတ်နိုင်တော့ဘူးလက်ခံလိုက်ကြရတယ်အဲ့ဒီလိုနဲ့တမန်တော်ဇကရိယာအလိုက်စလမ်ဟာဒီခလိငယ်လေး အဲမာရီယမ်တခင်မတော့တချို့သစ်ကျမ်းတွေမှာတင်ပြတဲ့အဲ့ဒီအချိန်မှာမာရီယမ်တခင်မကတော့နုပြတ်သွားပြီပေါ့နော်ဒီတော့အဲ့ဒီအချွဲကိုရောက်လာပြီအဲ့ဒီခလီငယ်လေးကိုမာရီယမ်မာရီယမ်တခင်မဒီခလီငယ်လေးကိုဇကရီးယာအလိုင်အစ္စလမ်ကခေါ်ဆောင်သွားခဲ့တယ်သစ်ကျမ်းတွေမှာရေးသားတင်ပြတယ်ဒီလိုနဲ့မာရီယမ်တခင်မနန်းနေလေးအရွယ်ကြီးလာတဲ့အခါမှာဇကရီးယာအလိုင်အစ္စလမ်ဟာမာရီယမ်တခင်မအတွက်ပလီဝချောင်းတော်ထဲမှာ တင့်တော်မဲ့တနေရာတတ်မှတ်ပေးလိုက်တယ်။အဲ့ဒီနေရာမှာမရိယမ်သခင်မကိုထားတယ်။အဲ့ဒီနေရာကိုဘသူမှသွားလို့လည်းမရဘူး။ဘသူမှအဲ့ဒီနေရာကိုဝင်လို့လည်းပဲမရဘူး။မရိယမ်သခင်မဟာ အမြဲတမ်းအမြဲတမ်းအဘာဒတ်ထဲမှာနေမိုးနေတယ်။နေညအဘာဒတ်လုပ်ရင်းနဲ့ပဲကုံဆုံကုံဆုံနေရှိတယ်။ဘလောက်တောင်မှလဲဆိုရင် ဘနီအစ္စရိုင်ဒီရဲ့ချာမှာမရီယမ်တခင်မရဲ့အီဘာဒတ်လုပ်ခြင်းအောင်အင်တာမကိုပဲကြောချာနေတယ်အားလုံးဟာအင်တာမကိုပဲချီးကျူးနေတယ်အားလုံးကလည်းပဲမရီယမ်တခင်မရဲ့အီဘာဒတ်လုပ်တာကိုအံ့ဩနေမိကြတယ်ဒီတော့မရီယမ်တခင်မရဲ့အင်တာကောင်းမြတ်တဲ့အရေးချင်းတွေဟာဟိုလီတကြောဖြစ်နေတယ် ဒီတော့တမန်တော်ဇကရိယာအလိုင်စလမ်ဟာတခါတည်းကမရီယမ်တခင်မအီဘာဒတ်လုပ်တဲ့အဲ့ဒီနေရာအဲ့ဒီအခန်းထဲကို ရောက်သွားတဲ့အခါမှာအဲ့ဒီအခန်းထဲမှာအင်တမတ်ကူပဲဟိုအချိန်အခါမဟုတ်တဲ့အသီးနှံတွေကိုတွေ့ရတယ်ဒီလိုအသီးနှံတွေဖြစ်တဲ့ဒီတော့ဒီအသီးနှံတွေဟာဒီအချိန်မှာဘယ်နေရာမှာမှတီးလိမ့်မရှိဘူးဒီတော့အဲ့ဒီလိုအသီးနှံမျိုးတွေကအစမရီယမ်တခင်မရဲ့အနာမှာရှိနေတော့တမန်တော်ဇကရိယာအလိုင်စလမ်ဟာ မြင်ပြီးတော့ကိုမအာအော်တယ်အာအော်ပြီးတော့မိတယ်ယာမရီယမ်မူအန်နာလကီဟာဇာအူမရီယမ်တာရီကဘာရီရောအဲ့ဒီအခါမရီယမ်တခင်မကအဖြစ်ပေးတယ်ဟူဝမင်အင်ဒီလာတာရီဟာအလ္လာဟ်ဘက်ကဖြစ်တယ်အင်နလာဟယရဇူကူမန်ယရှာအူဘီဂိုင်ရီဟိဆာဘအလ္လာရှင်မြတ်ဟာဘသူကိုအလူရှိလဲအဲ့ဒီသူကိုအလ္လာရှင်အတိုင်းတာမှဲ့ရူဇီယိတ်ခါချင်းမြစ်ပေးတနာတော်မူသောအရှင်ဖြစ်တယ် တမန်တော်ဇကရီးယားအလိုင်စလမ်ကိုရိုင်းကလည်းပဲအခုအချိန်ထိသာသမီယတနာ မထွန်းကားသေးတဲ့သူဖြစ်တဲ့ဒီလိုတမန်တော်ဇကရီးယားအလိုင်စလမ်ကတော့ဒီမြင်ကွင်းကိုမြင်ပြီးတော့အင်တန်အံ့ဩစရာကောင်းတဲ့ဒီမြင်ကွင်းကိုမြင်ပြီးတော့ရင်ထဲမှာ သာသမီယတနာရခြင်းနဲ့စိတ်အင်တမကူပဲဖြစ်တဲ့ဒီတော့အလတ်စီမှာဒီလိုသူဟာတောင်းနေရော့ဘီဟဘလီမီလဒွန်ကဒူရီယတန်တိုင်ဘာအင်နကဆမီအူတူအာ ဒီတော့ surah ali imran ရဲ့ ayat 38မှာ အလတ်ရှင်ဒီတော်ကို အမိရှိထားတယ်ဒီတော့အလတ်စီမသိလို့တော့တောင်းနေ ఓ ကျွန်တော်မျိုးအားဖန်ဆင်းမွှေးပြီးတော့ဖန်ဆင်းမွှေးမြူတော့မူတော့အရှင် အရှင်မြတ်ဒီကျွန်ုပ်အားအရှင်မြတ်ထံတော်မှတန်ရှင်းစင်ကျဲအပြစ်ကင်းသောတာကောင်မျိုးဆက်တူဘိသနာတော်မူပါအမဆင်းစစ်အလရှင်မြတ်ဟာသူဟာတောင်းစုတွေကိုအချွေးမဲ့အကြတော်မူသောအရှင်ဖြစ်ပါတယ်အဲ့ဒီလိုအလစီမှာသူဟာလုပ်တယ် တချို့ပညာရှင်တွေကဒီလိုရေးသားတင်ပြတယ်တမန်တော်ဇကရီးယာအလိုက်စလမ်အလတ်စီမှာဒီလိုလေးပဲသူကတောင်းခဲ့တယ်။အိုးမာရီယမ်သခင်မကိုအချိန်အခါမဟုတ်တဲ့အသီးနှံတွေကိုချင်းမြစ်ပေးသနာတော်မူသောအရှင်ကျွန်တော်မျိုးကိုလည်းပဲအချိန်အခါအယမဖြစ်နိုင်ပေမဲ့လည်းပဲအလတ်ရှင်သားသမီး ချင်းမြေပေးသနာတော်မူပါဆိုပြီးတော့အဲ့ဒီလိုသူကလုပ်ခဲ့တယ်။ဘာကြောင့်ဒီလိုသူကလုပ်လဲဆိုရင်တမန်တော်ဇကရိယာအလိုင်စတမ်ရဲ့အသက်ကလည်းပဲတော်တော်ကိုမှအသက်အရွယ်ကြီးအိုမင်းနေပြီဖြစ်တယ်။ဒီတော့ဒီလို အသက်အရွယ်မှာဘလူးမှသာသမီရနိုင်ဖို့ဆိုတာကမျောလင့်ချက်မရှိနိုင်တော့ဘူး။သူ့ပြင်မဲ့လည်းပဲနော်ရှင်ထဲမှာဒီလိုယုံကြည်မှုဖြစ်တဲ့မရိယမ်သခင်မကို အချိန်အခါမဟုတ်တဲ့အတိအနှံတွေကိုတော့မှ အလှရှင်ပြီးနိုင်တဲ့အရှင်ဖြစ်တယ်ဆိုလို့ရှင်ငါကိုလည်းပဲ ဲသာသမီယူနိုင်တဲ့အရွယ်မဟုတ်တော့ပေမဲ့လည်းအလတ်ရှင်ဘာကြောင့်သာသမီမပေးနိုင်ရမှာလဲမဟုတ်ချပေးနိုင်တဲ့အရှင်ဖြစ်တဲ့အဲ့ဒီလိုယကင်းနဲ့เนาะယုံကြည်ချက်နဲ့တမန်တော်ဇကရီးယားအလိုင်စတမ်ဟာအလတ်စီမာသူဟာတောင်းလိုက်တယ်အဒီတူအဟာ အလ္လာဟ်ရဲ့ထံတော်ပါမှာလက်ခံမှုရရှိပြီးတော့အလ္လာဟ်ရှင်များဟာယဟယာဆိုတဲ့တာလီတယောက်ချင်းမြတ်တော်မှုလိုက်တယ်ဒီတော့အဲ့ဒီယဟယာဆိုတဲ့ ဒီကလေးဟာလည်းပဲနဗီတမန်တော်ကြီးယဟယာအလိစလမ်ဆိုပြီးတော့ဖြစ်တော်မူခဲ့ပါတယ်အခုမရီယမ်သခင်မအရွယ်ရောက်ကြီးပြင်းလာတဲ့အခါမှာအလရှင်မြတ်ဟာမရီယမ်သခင်မကိုလောကမှာရှိတဲ့မိန်းကလေးတွေအားလုံးတဲကနေပြီးတော့အလရှင်မရီယမ်သခင်မကိုရွေးချယ်တော်မူခဲ့တယ် ဒီအကြောင်းအရာကိုကျွန်တော်မြတ်ကုရ်အန်ဆူရာအာလီအီမရန်အာယတ်နံပါတ်52ကနေစပြီးတော့အလ္လာရှင်အမိရှိထားတဲ့ if qalatil malaikatu malaikariga ဒီလိုပြောတယ်ယာမရီယမ်မူအင်နလာဟစတဖာကီဝတဟာရကီဝစတဖာကီအလာနီဆာအီလ်အာလမင်အိုမရီယမ်အမဆင်စစ်အလရှင်မြတ်ဟာအသိမကိုရွေးချယ်တော်မူခဲ့တယ် ဒီဖြင့်အရှင်မတ်ဟာအသင်မကိုတန့်ပြန်ဆင်ခြင်အောင် ပြုလုပ်တော်မူခဲ့တယ်။ဒီဖြင့်အရှင်မြတ်ဟာ အသင်မကိုစัจ java လာအားလုံးမှာရှိတဲ့မိန်းကလေးတွေအပေါ်မှာအသင်မကိုရည်ချယ်တင်မြှောက်တော်မူခဲ့တယ်။ရှိသဘီမလာအီကာရီကဆပြောတဲ့ယာမရီယမ်မုကွန်နူတီဒီရောပီကီဝတ်စတူဒီဝါရကာဂီမာရာကီန်အိုမရီယမ်အတေမဟာအတေမကိုဖန်ဆင်းမွေးမြူတော်မူသောအရှင်ရဲ့ အမိတ်တော်တွေကိုလိုက်နာနေပါထို့ပြင်အသင်မစေတာဥချလျက်နေပါထို့ပြင်အသင်မရုကူဥညွတ်တဲ့သူများနဲ့အတူရုကူဥညွတ်လျက်နေပါ ထပ်ပြီးတော့မလာအီကာရီကပြောတယ်ယာမရီယမ်မူ ان الله يبشرك بكلمه منه اسمه المسيح عيسى بن مريم وجيها في الدنيا والاخره ومن المقربين ومريم اما سنسي الا شمياها اشميا تانوما كلمه تنيا في فيسي سوره زكاه تكون دينه في لامه သားယရနာနဲ့ပတ်သက်ပြီးအတင်မကိုသတင်းကောင်းပြတော်မူတယ်ဒီတော့အဲ့ဒီသားယရနာရဲ့အမည် ်ဒီမရီယမ်ဣတာအီစာမစီဆိုပြီးတော့အဲ့ဒီလိုအမည်ဖြစ်မယ်အဲ့ဒီတာယရနာဟာဒီဘဝမာဒမကလောကီဘဝမာဒမကလောကုတ်တရားအာခိရတ်မှာလည်းပဲအင်တမကိုပဲဂုံတိတ်ခါရှိတဲ့သူဖြစ်မယ်အလရှိမြတ်နဲ့အင်တမကိုပဲနီးစပ်တဲ့သူတွေထဲကနေပြီးတော့လည်းပဲဖြစ်လိမ့်မယ်ရှိသဘီမလာအီကာရီဆက်ပြောတယ်ဝယုကလီမွန်နာစာဖီလ်မဟ်ဒီ ဝကဟလုံဝမီနဆွာလီဟင်အဲ့ဒီအပြင်ဒီကလေးဟာပခတ်အတွင်းမှာလည်းပဲလူတွေနဲ့စကားပြောလိမ့်မယ်အရွယ်ရောက်တဲ့အခါမှာလည်းပဲလူတွေနဲ့စကားပြောလိမ့်မယ်ထို့ပြင်အဲ့ဒီကလေးဟာအင်တမကိုပဲကောင်းမြတ်တဲ့သူတွေတဲကနေပြီးတော့ဖြစ်လိမ့်မယ်ဒါတွေဟာမရိယမ်သခင်မကို ရှေ့မှာရလာမယ် တမနောအီဆာအလိုင်အစ္စလမ်ဒီခလီငယ်တာငယ်နဲ့ပတ်သက်ပြီးတော့အလရှင်ဆီလိုလိုက်တဲ့မလာအီကာကနေပြီးတော့လာရောက်အဲချူတင်တရင်ကောင်ပြီးခြင်းဖြစ်ပါတယ်။ဒီတော့ဒီအာယတ်ဒီနဲ့ပတ်သက်ပြီးတပ်စစ်ပြနာရှင်တွေကထပ်ပြီးတော့ရှင်းပြတယ်။ဒီတော့အပေါ်ဆုံးအာယတ်မှာပါတဲ့အရှင်မြတ်ဟာမရီယမ်တခင်မကိုဆချဝလာ အားလုံးမှရှိအမျိုးသမီးများအပေါ်ရွေးချယ်တင်မြှောက်တော်မူခဲ့တယ်ဆိုတဲ့အလိုသဘောနဲ့ပတ်သက်ပြီးပြနာရှင်တွေက ဒါကအဲ့ဒီအချိန်ခါမှာရှိတဲ့အမျိုးသမီးတွေအားလုံးထဲမှာမရီယမ်သခင်မဟာအထွတ်မြတ်ဆုံးအဲ့ဒီလို တင်ပြတာရှိသလိုအချွတ်ပြင်နာရှင်တွေကမဟုတ်ဘူးလောကမှာရှိရှိသမျှမိန်းကလေးတွေအားလုံးထဲမှာမရီယမ်သခင်မကအထွတ်မြတ်ဆုံးဆိုပြီးတော့အဲ့ဒီလိုတင်ပြတယ်အဲပြင်နာရှင်တွေလည်းပဲရှိပါတယ်ဟာဒတ်အနက်စ်ရဒီအလာဟူအန်ဟူသခင်ရဲ့ဒီဝဲတခုမုစလတ်ဒီအာမတ်ချမ်းမာလာရှိတဲ့တမန်မဆလောက်ဆမိတ်တော်မူတဲ့လီးရောက်တော့အမျိုးသမီးတွေဟာ ဒါအထွတ်မြတ်ဆုံးအမျိုးသမီးတွေဖြစ်တဲ့အဲ့ဒီနော်အမျိုးသမီး၄ယောက်ကဘယ်သူတွေလဲဆိုတော့မရီယမ်ဘင်တီအီမရန်နော်ဒီမရီယမ်တခင်မကြီးတမန်တော်အီဆာအလိုင်စလမ်ရဲ့မိခင်နောက်တစ်ယောက်ကဒုတိယမြောက်တစ်ယောက်ကဖီရအောင်ရဲ့ဇနီးအာစီယာတခင်မတတိယမြောက်တစ်ယောက်က ခတိကြသခင်မကြီးတမန်မဆလောက်ဆံကေပထမဦးဆုံးချင်ရတော့သရုတ်ထမြောက်တယောက်ကဖာတီမာသခင်မတမန်မဆလောက်ဆံကေတမီတော်တို့ဖြစ်တဲ့ဆိုပြီးတော့တမန်မဆလောက်ဆံအဲ့ဒီလို အမိတ်ရှိတော်မှုခဲ့ပါတယ်။နောက်ဘူခါရီချမ်းရဲ့ဒီဝဲတစ်ခုမှလည်းပဲလာရှိတဲ့တမန်မဆလလောက်အလိစလမ်ဝဖာတ်ဖြစ်ခန်းဒီအချိန်မှာ ဖာတီမာသခင်မတမီတော်ဖာတီမာသခင်မကိုအဲစကားရီပြောခဲ့တယ် အဲ့ဒီထဲမှာဒါလေးပဲပါတယ်သမီးတော်ဟာဂျန္နတ်မှာရှိတဲ့မရီယမ်တခင်မကလွေပြီးဂျန်နဲ့ဂျန္နတ်မှာရှိတဲ့အမျိုးသမီးတွေအားလုံးရဲ့ကောင်းဆောင်ဖြစ်လိမ့်မယ်ဆိုပြီးတော့အဲ့ဒီလိုတမန်တော်ဆလောက်ဆမ်အမိရှိခဲ့တယ်ဒီကနေလည်းပဲတည်ရတာကမရီယမ်တခင်မဟာအင်တမကိုပဲဒါအမျိုးသမီးတွေထဲမှာထွတ်မြတ်တဲ့အစဉ်တန်းကိုရရှိထားတဲ့သူဖြစ်တယ်ဆိုတာသိရပါတယ်ထပ်ပြီးတော့သက်ရှိပညာရှင်တွေက အဲတင်ပြတယ်မလာအီကာရီကမရီယမ်တခင်မကိုပြောတဲ့နေရာမှာယာမရီယမ်မူအင်နလာဟယူဘရှီရူကီအိုမရီယမ်မောချာအလရှင်မြာဟာအတင်မကိုတရင်ကောင်းပြီးတော်မူတယ်ဘီကလီမတ်တင်မင်ဟူဒီတော့အလရှင်မြတ်ဘက်ကနေပြီးတော့ကလီမာတစ်ခုရဲ့အကြောင်းကံနဲ့ကလီမာတစ်ခုကနေ့ ဒီတားတော်လေးတစ်ပါးရမယ်ဆိုပြီးတော့ဆိုတော့ဒီစကလုံးဒီကလီမာတစ်ခု ကလီမာဆိုတာကတော့ဒါစကလုံးတစ်လုံးပေါ့အာရဗီလိုတိုက်ရိုက်ပါတာပြန်မယ်ဆိုရင် စကလုံးကိုပြောတာပေါ့နော်ဒီတော့ဒါကနေပြီးတော့သက်ဖြစ်ပြင်နာရှင်တွေကပါတင်ပြလေဆိုရင် အလရှင်မြတ်ဟာဒီအချက်ကိုရည်ညွှန်းတာဖြစ်တဲ့ဒီတော့အီဆာအလိစ္စလမ်ကိုဖခင်မပါဘဲနဲ့တော့အလရှင်မြတ်ရဲ့ကွန်းဖြစ်စီဆိုတဲ့အမိန့်နဲ့ အီစာအလိစလမ်ကိုမရီယမ်တခင်မရဲ့ဝမ်းထဲမှာတရီဒေစီမဲဆိုတဲ့ဒီအချက်တနည်းအားဖြင့်အလရှင်မြတ်ရဲ့ဒါကုဒရတ်တော်ကိုဟိုဖခင်မပါဘဲနဲ့အလရှင်ဒီကလေးကို ဖားမြင်စီမဲဆိုတဲ့ကုဒရတ်တော်ကို အလရှင်ဒီအယတ်မှာဒီစကလုံးအရာထုတ်ဖော်အမိရှိထားတာဖြစ်ပါတယ်ရှေ့ဆက်ပြီးတော့အခုတမန်တော်အီစာအလိစလမ်ကိုမရီယမ်တခင်မရဲ့ ဘလို့ဖွားမြင်ခဲ့လဲဆိုတဲ့အကြောင်းအရာကိုအင်ရှာလာ ကျွန်တော်နောက်အစီအစဉ်မှာဆက်လက်ပြီးတော့တင်ပြသွားပါမယ်အလရှိမတ်တခင်ကျွန်တော်တို့ရဲ့ရင်ထဲမှာနဗီတမန်တော်တွေနဲ့ပတ်သက်ပြီးချစ်တဲ့စိတ်တွေကိုအောင်းဝရောက်နိုင်တဲ့တော်ဖစ်ချင်းမြစ်ပစ်နာတော်မူပါစေအာမင်ဝါအခီရူဒါဝါနာအလ်ဟမ်ဒူလ illah ရဗ်ဘီလ်အာလမင်